ထားရွေစီကဒီနေ့မှာတော့နေရာချနေစီပိတ်သွားပါတယ်အားလုံးမင်္ဂလာပါစိတ်ချမ်းသာခြင်းကိုရမခြင်းနဲ့ပြည့်စုံနိုင်ကြပါစေဒီနေ့က21ရက်နေ့17လပိုင်း2025ခုနှစ်ညနေပိုင်းထားရွေစီကနေရာချပါတယ်66.5ရာခိုင်နှုန်းရှိတဲ့ထားရွေခဲစီဆိုင်ကရောင်းနေစီက6200ထားရွေခဲတဲ့ပတ်သားကိုဘဏ်ကောက်ထဲမှာလက်က150ရှိပါတယ်လက်က BSC ထားရွေခဲတဲ့ပတ်သားကို6350နဲ့ပေါင်းစည်းရှိနေပါတယ် ဒီနေ့ထားရွှေခဲတပတ်သားကိုပြန်ရောက်မယ်ဆိုရင်ဆိုင်ကရခိုင်နှုန်းပြန်မဖြတ်ပဲ62100နဲ့ပေါင်ဈေးတိုင်းပြန်ပြီးတော့လက်ခံမှာပါ96တသမာ5ရခိုင်နှုန်းရှိတဲ့ထားရွှေလက်ဝတ်ရနိုင်ဈေးနှုန်းတွေကတော့ဆိုင်ကရောက်နေသေးက63000လက်ဝတ်ရနိုင်လက်ခတွေကတော့ပန်ကောက်ထဲမှာတပတ်သားကို1000ကနေ1000ထိရှိနိုင်ပါတယ်မိမိဝယ်တဲ့ထဲပေါ်မှာမူတည်သလိုရောင်းတဲ့ဆိုင်ပေါ်မှာမူတည်ပြီးတော့လက်ခဈေးနှုန်းကပြောင်းလဲမှုရှိနိုင်ပါတယ်ဒီနေ့ထားရွှေလက်ဝတ်ရနိုင်တပတ်သားကိုပြန်ရောက်မယ်ဆိုရင်ဆိုင်က တပတ်သားကို900ခန်းတုံးဖြတ်အောင်မှာဖြစ်ပါတယ်900ခန်းတုံးဖြတ်ပြီးတဲ့ပြင်ကိုတပတ်သားကို9900ကျော်ချင်းနဲ့ပြန်ပြီးတော့လက်ခံနိုင်ပါတယ်ကဘာချွေတအောင်စားကိုဒေါ်လာ4040နဲ့ထိုင်းရွှေစည်းကိုတွက်ထားပြီးတော့တဒေါ်လာကိုထိုင်းပန်းငွေ32.5နဲ့ထိုင်းရွှေစည်းကိုတွက်ထားတာဖြစ်ပါတယ်ဒီနေ့ထားရွှေတွေကတော့လက်ရှိမှာအချဈေးနဲ့ရှိနေတာဖြစ်ပါတယ်။ထားရွှေကိုစိတ်ဝင်စားလို့ဝယ်ဆိုမယ်ဆိုရင်တော့လက်ကစည်းသက်သားတဲ့ဆိုင်ကိုကျွန်တော်လမ်းညွှန်ပေးပါမယ်။ ဘန်ကောက်ထဲမှာဆိုရင်စင်နက်ကလင်စီကောဆက်ခွဲမှာတွားပြီးတော့ဝယ်လို့ရပါတယ်။တပတ်သားကိုလက်က150နှစ်ပတ်သားတွေဝယ်မယ်ဆိုရင်လက်က250ငါးပတ်သားတွေဝယ်မယ်ဆိုရင်လက်ကကုန်ကြမရှိပါဘူး။ထားရွှေကိုစိတ်ဝင်စားလို့ဝယ်စုမယ်ဆိုရင်လည်းရွှေအတုံးကိုပဲဝယ်စုထားကြပါလို့ကြံပြူခြင်းပါတယ်။ရွှေအတုံးကလက်ဝတ်ရထားရစားလို့ရှိရင်လက်ကစင်းတော့ငါအများကြီးကိုတတ်တာတာဖြစ်ပါတယ်။ပြန်ရောင်းတဲ့အခါမှာလည်းရေရှည်နေနဲ့အမြက်စင်းနဲ့ပြန်ရောင်းရနိုင်ပါတယ်။ထားရွှေစင်းငွေစည်းတွေကိုအမြဲတမ်းတင်ပေးပါတယ်။အားလုံးပဲစိတ်ချမ်းသာခြင်းကိုကြွမှခြင်းနဲ့ပြည့်စုံပြီးအနေရဲ့ကင်းလို့ပေးရှင်နိုင်ကြပါစေ။